relationship တခုကိုအတီတကျချစ်တဲ့ချစ်သူတွေဆိုတာချစ်သူကောင်းလေးဒါမဟုတ်ချစ်သူကောင်းမလေးကသူ့ချစ်သူပုံကို သူ့ Facebook အကောင့်မှာတင်နေဆိုတာသူ့ချစ်သူကိုအတီချစ်လို့ပါသူ့ချစ်သူကိုတန်လျာကဲကဲနဲ့စိတ်ချမ်းသာတာနေစေခြင်းလို့သူ့ချစ်သူကလွဲပြီးဘယ်သူမှမချစ်နိုင်တော့လို့ပါပဲနှလုံးသားကိုရိုက်ခတ်သွားစေသောစကားလုံးများကိုရပိုင်ခွင့်ရှိရင်အလိုလိုတကားလာခောက်မှာပါ ကိုနဲ့မဆိုင်ရင်တော့ရှိနေတာတော့မှအဝေးကိုလွင့်ထွက်သွားလိမ့်မယ်။ဘဝကြီးကိုအဲ့လောက်အရေးပေးနေလို့ဖြစ်ဘူး။လူဘဝကနေဘယ်သူမှရှင်တဲ့နဲ့ထွက်မသွားကြဘူး။အမှန်တရားတစ်ခုက လောကကြီးဟာဒီလောက်လှမယ်ဆိုရင်လူလောကတဲကိုဝင်လာကြတဲ့ကဘာလို့ငိုလျက်နဲ့ဝင်လာမှာလဲ။ဒါပေမဲ့ခါသေးတဲ့အမှန်တရားတစ်ခုက လောကကြီးမကောင်းဘူးဆိုရင်ကျွန်တော်တို့သွားတဲ့အခါမှာတို့ဘာလို့ငိုနေကြတာတော့။လောက မှာခါးသီးတဲ့မှတ်တရားတစ်ခုရှိတယ်ဗျ။အဖေတွေကတာသမီတွေကိုရမ်းချစ်ပေမဲ့ထုံပြောတယ်ဗျ။ဒါပေမဲ့တာသမီတွေအလိုလိုနားလည်လာတဲ့အခါအဖေမရှိတော့ဘူး။ဒါကြောင့်ကိုအုံးမတွေကိုစဉ်းစားပြီးသုံးသပ်ချင်ပါတယ်။နောက်နောက်ရသွားနေပြီ။မိတ်ဆွေနောက်မကြတော့ဘူး။ကိုယူထားတဲ့မိမကဆင်းရဲလို့ question နေဆိုတဲ့အမျိုးသားမြင်ဦးပါသလား။ဒါမဲ့အမျိုးသမီးတွေကတော့အမျိုးသားကို question စွပစ်သွားကြတယ်။အကယ်လို့အမျိုးသားကမပြည့်စုံဘူး။ ကျမကြီးမကောင်းဘူးဆိုရင်အเจ้าရှာပြီးအဝေးကိုဆွတ်ခွာသွားတဲ့ကြတယ်။တကူသောနနခင်မှာဘေကိတ်ကမနစာစားဖို့အတွက်စားသဆိုင်ဆန်ကိုသွားခဲ့ပါတယ်။စားပြီးတဲ့အခါမှာစပွဲတို့ကဘေးစားရယူလာပေးလို့ကြားသိငွေကိုပေးချေလိုက်တဲ့အပြင်စားသဆိုင်ရဲ့ထုံးစံတိုင်းတင်မန်းလေးဖြစ်9ဒေါ်လာကိုပို့ပေးလိုက်တဲ့အခါမှာစပွဲတို့ကအပူကြီးကိုယူလိုက်တော့လေသူရဲ့မျက်နှာပေါ်မှာတခုခုပြောချင်ပုံတွေ့ရလို့ဘေကိတ်ကသတိထားမိသွားပြီး မင်းကိုကြည့်ရတာအခုခုပြောချင်တယ်လို့ပဲဘာအုပ်ပယ်လဲပြောလို့ရပါတယ်ဒီကစဝဲတို့ကပြောတယ်မဏီတို့ကဒီဝိုင်းမှာပဲခမရသမီးကနေတဲ့စားလာစားသွားတယ်ဗျဟိုကျွန်တော်ပဲသူစားချင်တာတွေမှာပေးတယ်ကြာပြီးတော့ပြန်တဲ့အခါမှာလဲတင်မန်းတွေကိုဒေါ်လာ900တောင်ပေးခဲ့တာဗျာအခုခမရကြတော့ဗျာကမ္ဘာအချမ်းသာသောပုဂ္ဂိုလ်တယောက်ဖြစ်ပြီးတင်ပေးတာ9ဒေါ်လာပေးလာဗျာဒီတော့ဘေကိတ်ကလည်းပြောရကနဲ့ ေးမင်းကိုဒေါ်လာ900ပေးတဲ့ကောင်မလေးကငါသမီးသူကကမ္ဘာအချမ်းသာဆုံးလူကြီးရဲ့သမီးလေသူပေးနေတာပေါ့ဒါမဲ့ငါကြတော့ဒီကိုတမရဲ့သားလေးပေါ့ငါပေးကမ္ဘာမချမ်းသာပဲငါအတွက်ငါအတိတ်ကိုအမြဲတမ်းသတိရနေဖို့ကြိုးတယ်ပေါ့အဲ့ဒီစိတ်ကပဲငါ့ကိုအကောင်းဆုံးကြိုးစားနေအောင်တင်ပေးတာပဲလို့ပြန်ပြေးလိုက်ပါလေ ဒီအဖြစ်ပြက်လေးထဲမှာမှတ်သားချက်တွေအများကြီးပါဝင်နေတယ်ဆိုတော့မိသားစုတို့အားလုံးလည်းသတိထားမိကြမယ်လို့ထင်ပါတယ်။သင်ငန်းစာဆိုတာယူတတ်ရဲ့ပညာတွေများကြီးရပါတယ်။တခုပြောပြအောင်မေးဗျ။ဘဝမှာဝမ်းနေစရာပဲဖြစ်ဖြစ်ဝမ်းသာစရာပဲဖြစ်ဖြစ်ကိုယ်တိုင်ထိချုံနေပါစေ။သင်ကခဏိကံတွေကောင်းပြီးအမြင့်ကိုရောက်နေပြီမင်းမနေ့ပြန်မှာကန်ဆိုပြီးနေကြသွားတာလည်းရှိပြန်တယ်။ဘ누구မှယုံလို့မရဘူးဗျ။ ခနေ့ချီကျူးနေတဲ့သူကလည်းမနှက်ပြဲအပုတ်ချဆန့်ကျင်ဖို့တွေဖြစ်သွားနိုင်တယ်။ဘာကူမှကြိုတင်တွက်ဆလို့မရနိုင်ဘူး။ဒါကြောင့်ကိုယ့်ရဲ့ပျော်ရွှင်စရာပဲဖြစ်ဖြစ်ဝမ်းနည်းစရာပဲဖြစ်ဖြစ်ကိုယ်တိုင်ထဲကျုံနေအောင်ကြိုးစားပါ။ I love you လို့ပြောတဲ့အချိန်တိုင်းချစ်လိမ့်မယ်လို့မထင်လိုက်ပါနဲ့ဗျ။ဘာလို့လဲဆိုရင်ကျွန်တော်ဒီအသက်အရွယ်အထိရောက်လာပြီးကျွန်တော်အမေတကားမှကျွန်တော်ကို I love you လို့မပြောဘူးဘူး။ဒါပေမဲ့ကျွန်တော်ကိုဂရုစိုက်ရှိပေးမယ်။ကျွန်တော်တွေစိတ်ပူပေးတယ်။ ပြီးတော့ကျွန်တော်ကိုချစ်ပေးတယ်ကျွန်တော်အမေချစ်တယ်လို့ဂယူးဆိုင်တယ်လို့ကျင်နာတယ်လို့စိတ်ပူတယ်လို့ဘဒူးမှကျွန်တော်ပေါ်မပူပါဘူးဆလိုရင်းကတော့အချစ်ဆိုတာနှုတ်ကပြောနေရုံနဲ့ဖြစ်မလာဘူးအမူချင်းကနေဖြစ်လာတာပါကျို့တို့ကစင်းရည်တယ်ဗျကျို့တို့အင်းကတည်တည်လေးကျွတ်တို့ကံကြမ္မာကဘလို့လာမယ်မသိသေးဘူး။ဒါမဲ့ငါတို့မှဇွဲတော်အဖြစ်ပဲ။ငါတို့ကအစစ်နေနေဆိုတာလက်ခံပါလိမ့်။ အခြားသူကိုပခုံးချင်းမရှင်ပါဒါမဲ့ငါတို့အတွေးကမသေးသေးဘူးအကြီးကြီးတွေတွေးဖို့ပတ်စံမှမပေးရတာဝီရသားသူဟာခရက်ဒစ်ပေးပါရဲဗျာတားတွေကအဖေတွေကိုပွတ်ဖက်လေမရှိပါဘူးပြီးတော့အဖေရင်ခွင်ထဲကိုတိုးဝင်ပြီးဝင်အေးလေလည်းမရှိပါဘူးပြပမှာလှုပ်ထွက်လုံနေတဲ့တားအိမ်ကိုဖုံးစင်နေအမေနဲ့ပဲစကားပြောကြတယ်အဖေကနောက်ကလေးပဲတူတူလေးပဲပြောတတ်တယ်စိတ်မပူနဲ့ ငါမတည်သေးဘူးတားကိုစိတ်မပူဖို့ပဲလမ်းမာလေးရှိတယ်ဘဝရဲ့နောက်ဆုံးချိန်မှာမိသားစုကလွဲ့ရင်ဘယ်သူမှတည်ပေးမှ ရှိနေမှာမဟုတ်ပါဘူးဘဝမှာကြုံတွေ့ရတဲ့ဒုက္ခပြဿနာအတားဆီးတွေကိုရင်ဆိုင်ရမှာမိသားစုကသာတင့်ကိုအားပေးမှာပါမိသားစုဆိုတာတင့်အတွက်အကောက်အွယ်ပေးနိုင်တဲ့တရားပါညီကိုတွေရံဖြစ်ပြီးမခေါ်မပြောဖြစ်နေတောင်တင့်ကို မလေးစားပြောဆိုတဲ့အခါတင်အကြောင်းမကောင်းပြောတဲ့အခါ တင်းရဲ့အင်းနီချင်းကလာပြီးဒါငါညီပါလို့ပြောမှာမဟုတ်ပါဘူးတင်းကိုဘရူဝဆိုမခန်လေးစားနဲ့ပြောတဲ့ခါမှာတင်းအချောင်းမကောင်းတဲ့စကားတွေပြောတဲ့ခါပဝင်းကျင်က လူတွေထွက်ပြီးတင်းမိဘတွေကပို့ပြီးစိတ်ထိခိုက်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကတင်းကို အတတ်ပါပါပဲချစ်ကြတာကြောင့်ပါဒါကြောင့်ကဘာပေါ်မှာပထမဆုံးစိတ်ထိခဲ့တဲ့တာကမိခင်နဲ့ဖခင်ပါ။သူတို့ကသာတင့်ကိုအမှန်တကယ်ဂရုစိုက်ပြီးချစ်ကြတာပါ။ သူတို့ကသာတင့်ကိုပျော်ရွှင်စေချင်တာပါ။ဒါကြောင့်မိသားစုတွေစီလုံးဖို့ကအရန်အရေးကြီးပါတယ်။မိသားစုတွေစီလုံးနေမယ်ဆိုရင်ဘဝဟာတကယ်ကိုအောင်မြင်တဲ့ဘဝတစ်ခုဖြစ်လာမှာပါ။မိသားစုဆိုတာလူကြီးတွေဆုံးဖြတ်ချက်ချနေတွေအပြိုကွဲသေးပါဘူး။ဒါပေမဲ့အားလုံးကလူကြီးလို့လိုက်လို့နေရင်တော့အဲ့ဒီမိသားစုပြိုကွဲမှာတိတ်မကြတော့ဘူးပေါ့။တခုတော့မြင်မြတ်မှတ်ထားပါ။မိသားစုစုဟာလူကြီးစကားနားမထောင်ဘူး။ လူကြီးနဲ့မတိုင်မင်ဘူးဆိုရင်နောက်ပိုင်းမှာရှေ့နေတွေနဲ့တိုင်မဲရတယ်မေလူတွေကဘလို့လုတ်ပြီးဒီလောက်ပါနေအောင်တင်ယူထားကြတဲ့တော့မသိဘူးဗျတယောက်နဲ့တယောက်အတူနေရင်မနာလိုဝန်တို့ဖြစ်နေကြတယ်မိတ်ဆွေလိုဟန်ဆောင်ရင်ရန်ညိုးတွေလည်းထားတဲ့ကြတယ်ရှေ့တမျိုးကွဲရတမျိုးပါလားလရရီတောင်ပြန်သွားကြပြီပြောခဲ့သေးတယ်ငါတို့တဲ့လူတွေကဖဲ့စားတာပိုကျွမ်းနေပါလားတဲ့သူတို့ကဘယ်တော့မှမထွက်သွားဘူးလို့ထင်ရပေမယ့် တနေ့မှရုတ်တရက်ပြောက်ွယ်သွားတယ်။ဘဝတည်းဘယ်တော့မှမရှိခဲ့ဘူးတို့လိုမျိုးငါတို့ကိုကြံခဲ့တဲ့ကိုကဟာတာကြီးဖြစ်တော့ငါကြေကွေးတာမဟုတ်ဘူးရိုက်ချိုးခံလိုက်ရတာငါငိုနေတာမဟုတ်ဘူးသူတို့ငိုအောင်လှုပ်သွားခဲ့တာငါခုငါဘလို့လဲမသိပါမယ်ထုစစ်ထားတယ်လို့မစိုးတော့ပါဘူးငါရှာနေတာဂရီမပြတ်တဲ့သူဂရီပြတ်သူတွေကနေရာတိုင်းမှာရှိနေတယ် တခါတလေစိတ်ကိုတတတာရရအောင်လွတ်လိုက်တာကပိုကောင်းတယ်။ဘာလို့လဲဆိုတော့လမ်းတိုင်းကငါတို့ကိုပျော်ရွှင်မှုပေးနိုင်လို့ပါ။သူတို့ကသူတို့ရဲ့အမားကိုတော့လက်ခံတတာခမားကိုဘလို့လက်ခံပါလဲ။တငယ်ချင်းနဲ့ကျုပ်ကိုလက်ဆွဲနှုတ်ဆက်ပြီး သူ့လက်ကို ရေးဆေးသွားတယ်။ဘလို့ခံစားရမလဲဗျာစဉ်းစားကြည့်ပေါ့။အကောင်းဆုံးကနေအမြင့်ဆုံးကိုရောက်ဖို့ကြိုးစားသူတွေဟာသူတို့ရဲ့အမားတွေကိုနားထောင်ပြီးသိခံခဲ့သူတွေပါ။ ဘဒုကိုမှအရင်ပေးမိပါစေနဲ့တင်ဘဝရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတို့မတတ်မဲ့ပါနဲ့ဘာလို့လဲဆိုတော့သူတို့ပြောင်းလဲသွားတဲ့အခါသူတို့ကိုမုံတိတာမဟုတ်ပဲသိကိုတင်မုံတိလာလိမ့်မယ်